မွတ်စလင်လက်နက်ကင်တပ်ဖွဲ့အာဆာအဖွဲ့ဟာမောင်တော်မြို့နယ်ကမွတ်စလင်ကျေးရွာတွေကိုအကာအကွယ်ယူပြီးတော့အာခတ်တပ်တို့အေရဲ့တပ်ဖွဲ့တွေကိုတိုက်ခိုက်မှုတွေဒေသခံတွေကိုဖမ်းဆီးမှုတွေပြုလုပ်လာနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါဗျ။မေလတရက်နေ့ကမောင်တော်မြို့နယ်ဦးချင်းကြားကျေးရွာမှာအာဆာတပ်ဖွဲ့ဝင်တွေရောက်ရှိနေတယ်လို့သတင်းရရှိတာကြောင့်အာခတ်တပ်တို့ရဲ့လုံချင်းတပ်ဖွဲ့ဝင်တွေတွားရောက်စစ်ဆေးစီမှာအာဆာတပ်ဖွဲ့ကကျေးရွာအတန်းကနေပိုက်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အာဆာအဖွဲ့ဟာလက်ရှိမှာမောင်တော်မြောက်ပိုင်းမှာရှိတဲ့ ဥရှင်ကြတူလာမြို့တောင် ရေတန်းကျန်းလက်ရကြောက်ချောင်းစတဲ့ကြေးရွာတွေမှာအခြေပြုလှုပ်ရှားပြီးတော့အနိမ့်နာကဒေသခံကြီးသားတွေနဲ့အရခတ်တက်တွေရဲ့တက်ပွင့်တွေကိုမကြကနရှုံကိုတက်ခဲ့မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။မေလ၄ရက်နေ့ညနေပိုင်းကလည်းမောင်တော်မြို့နယ်ကြောက်ချောင်းမူဆလန်ကြေးရွာကကြေးရွာသားသုံးဦးကိုအာဆာတက်ပွင့်တွေဖမ်းဆီးသွားတယ်လို့သိရပါတယ်။ အဲ့ဒီနောက်အာခတ်တက်တော်နဲ့ကြေးရွာသားတဲ့လိမ့်လံရှာပွေကြတဲ့အခါလိမ့်ရကြေးရွာနဲ့ကြောင်ရှောင်းကြေးရွာကြမှာမင်းလာ9ရက်နေ့နေ့လယ်2နာရီခန့်မှာကြေးရွာသား3ဦးနဲ့အတူအာဆာတက်ဖွဲ့ဝင်အုပ်ကိုရှာပွေတရှိခဲ့ကြပါတယ်။အာဆာတက်ဖွဲ့ဝင်ဒီစီမှာဖန်စီခံရသူ3ဦးဟာကြောင်ရှောင်းကြေးရွာက အသက်42နှစ်အရွယ်မိုမန်အာယုအသက်26နှစ်အရွယ်အီလီယော့စ်နဲ့အသက်58နှစ်အရွယ်ကိုဖူးအာလန်ဒိုဖြစ်ကြပါတယ်။အာဆာတက်ဖွဲ့ဝင်တွေဟာဘင်္ဂလားဒေ့ရှ်နေဆက်ကနေရခိုင်ပြည်တို့ကိုဝင်ရောက်လှုပ်ရှားပြီးတော့ နေဆက်ဒေတာလုံချုံရဲကအနေရပြုတ်နေတာကြောင့်မောင်တော်ဒေတာလုံချုံရဲအတွက်အထူးစိုးရင်စရာဖြစ်နေတယ်လို့ဒေတာခန်တွေကပြောကြပါတယ်။အာစာတက်ဖွဲ့ကချုံခေါ်တိုက်ခဲမှုတွေကြောင့်မောင်တော်မြတ်ဘက်ကဒေတာခန်တွေဟာတိုးတောင်တွေနဲ့ရှောင်းတွေမှာမင်းခေါ်လောက်ကန်စားသောက်ဖို့အခက်အခဲတွေနဲ့ရန်ဆဲလာကြရတယ်လို့မောင်တော်မြတ်နဲ့မင်းတိုက်ကြေးရသားတို့ကပြောပါတယ်။ရရပါစိုးရင်ပုံစံတိတော့ရှိပါရဲ့မလားရေ။အဲထိုက်စင်ကလည်းအဲတလားနေတစ်ခေါက်ဖရိုင်းလိုက်နလားနေတစ်ခေါက်ဖရိုင်းလိုက်ရောင်းလိုက်မှညာစာတီ လိုက်မှ၆ပြီးဟိုပရော့ဖော်ဆိုလာနာကန်ဖွစီမပိုက်ပဲနဲ့ကိုတော်သားဒီကိုပိုက်ပါတယ်ရပိုင်ကောခက်ခဲပဲလို့ကျွန်တော်မှလည်းရပိုင်ဟိုဟိုနေရာတစ်ခါတည်းကြောင်တစ်ခါကောမလိုက်စားဒီကိုတော်ကိုအေးလို့ညီပိကဖိုင်းစလို့စနေကြဆောင်မလဲရပိုင်ဖိုင်းနေစကားပေါင်လေး ဝါလုံးရငါစားဖို့လေလာလုံးရရအားစားဖူးနေကသူတို့ကနေတဲ့ဒွားဝံယူကထွားသူဖက်နေစွာပုံစံမျိုးတိုက်တီချီချီနဲ့ရပိုင်ထွားပြီးလေတိုက်ပွဲလေးလုံးရှာလို့သူကလုံးစမဟုတ်အဲကတခိုးလိုခိုးပြီးလုံးစပါအဲညမှာ၆မှာဆွေလေးတော့ခိုးပြီးတရားနဲ့ရတွေ့လေးတော့သူတို့လုံးရှာရင်လုံးလီဖို့ ရချနေကြတယ်နော်လဲဆွေးလဲလို့ရေကမလောမလောပိုင်းမလဲတော့ထေကိုလေကောင်းအဝေးကိုမလောပိုင်းမော်တော်မြင့်နဲ့မြောက်ပိုင်းမှာအစာဖွဲကလှှရှားမှုတွေပြုလုပ်နေတာကြောင့်အရခတ်တက်တွေနဲ့မကြာခဏဆိုသလိုထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေရှိပြီးတော့အေဘက်ကလည်းနင်းမြင်ရှမ်းလက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်